ကဲမဘာသာနဲ့ပတ်သက်တဲ့ကြောင်းလေးနည်းနည်းတော့ဆွေးနွေးကြည့်အောင်တားရတော့အခုမဘာသာကနိုင်စင်မဲ့ကားတွေကိုဖမ်းတဲ့အခါကျတော့သူတို့ရှိရကားတွေပါပါသွားလို့လူသက်ကောင်ရှင်ကိုစာပို့ပြီးတော့အတနာခံဆိုစဉ်းစားကြည့်ပေါ့မဘာသာဆိုတာ ကိုယ်ဝင်နေနေဖြောမယ်ဆိုရင်တော့ကရုံတုံးပြီးသင်္ကန်းချုပ်ထားတယ်ရှင်းရောင်းနေပဲဖြစ်တယ်เนาะအဲ့ဒီအဆင်မရှိဘူးသူတို့ကတကယ်ယဟန်အစ်စ်တွေမဟုတ်တော့ပြောမယ်ဆိုလို့ရှိရင်တော့ဘုရားဘာသာကိုကာကွယ်စောင့်ရှောက်တယ်ဘုရားဘာသာပြန်ပွားအောင်လုပ်တဲ့ယဟန်မဟုတ်တော့လူသက်ကောင်အတွက်အလုံးလုံးပေးနေတဲ့ကောင်ဖြစ်တယ်အားလုံးမြန်မာပြည် အဲလူတိုင်းတွေ့နေနော်ဒါငါတယောက်တည်းပြောတာမဟုတ်ဒါပေမဲ့လက်ရှိငါတယောက်တည်းအမြင်ကတော့အဲလိုပဲမြင်တယ်ဘွာလူသက်ကောင်ကအဲလိုသနာခံတော့ဩလူသက်ကောင်ရှိမှအဲလိုအသနာခံလိုက်တော့ဘွာပြန်ပြောထုတ်စဉ်းစားကြည့်ဟင်တရားမဝင်တဲ့ကောက်စီဒါခိုးစီတာကောက်ခိုးပြီးတော့စီတာအဲ့တော့တကူပဲ ရေရေလေးဝက်တော့ကားဆိုတော့ခိုးစီတယ်။နိုင်ပြီမှာတရားမဝင်တရားမဝင်တဲ့ကားကိုခိုးပြီးတော့စီးတယ်။ဆိုရင်အဲ့ဒီသင်္ကန်းချုပ်ထားတဲ့လူကအတခိုးတွေပေါ့။တခိုးဆိုတဲ့ကပါရာစီကကြာတယ်။အဲ့တော့ဒီကောင်းကတကောင်းမှယဟန်မဟုတ်ပါရာစီကကြာထားတယ်။ကရုံရှင်းအောင်ရှင်းတယ်နော်။ကျင်းနေမှတ်နိုင်ဒါအမှန်တရားပဲ ဒါမှန်တရားလူသက်ကောင်းတဲ့ပေါင်းတဲ့တိုင်းပြည်မှာတရားမဝင်တဲ့ကားကိုခိုးပြီးတော့စီးတဲ့အဲ့လိုဆိုရရဒီကောင်းတဲ့ဟာပါရာစီကကြာပြီကအဲ့တော့အဲ့ဒီလူကတုံးနေရှင်အောင်နေကိုကိုးကွယ်နေတဲ့သူတွေလေအဲဘယ်တော့မှကုသရအောင်ဘာကုသမှရအောင်သူလိုက်တဲ့ဟာလည်းကောက်သွားတာမရှိဘူး တကယ်လို့မြန်တိုင်းပြည်ရနော်ကောင်းစားသွားပြီတိုင်းပြည်ရဒီမိုကရေစီစစ်မှန်ကိုရပြီဆိုရင်အဲဒီမဘာသာတွေရှင်းပြရမှာဖြစ်တော့ပါတယ်။ဒါကတော့ဖြစ်စေချင်တာဟိုအနော်ရထားမင်းလက်ထက်ကအရေးကြီးတွေကိုရှင်းတယ်အဲလိုကိုရှင်းစေချင်တာအဲဒီမဘာသာတွေโอเคအဲဒီလာပြောပြတာโอเคသားရောနောက်ပြန်မှာပြောဆိုပါ